ဒီနေ့ကျွန်တော်တို့စိတ်ကူးစားမှုရဲ့ဒုတိယနေ့အခြေအနေဖြစ်ပါတယ်။ဒီနေ့ကျွန်တော်တို့ဓမ္မယုံအကြီးတစ်ခုတည်းကိုရောက်နေတယ်။ဒီနေရာကကျွန်တော်တို့ပျက်စီးမှုတွေများနေတာပေါ့နော်။ဆိုတော့အဲဒီကောဘကအဖွဲ့တွေကကျွန်တော်တို့ဒီမှာအခန်းကိုရှင်းပြီးတော့တန်ရှင်းလုပ်ပြီးတော့ set up ချဖို့အတွက်အစီအစဉ်လုပ်ပြီးကျွန်တော်တို့ဇဝဲတွေခုံနေအစီအစဉ်ဒီမှာချထားတယ်ပေါ့။အနည်းရလေးတစ်နေ့ပေါ့။ဒီလိုနော်80ကျော်လောက်ရှိတယ်။ဒီကတော့ပုံများတယ်။တရာတရာကလည်းတော့ case တွေကတော့ဒီမှာတော့ ဟိုအခွေကြောင့်ငလီညောက်ဖြစ်တာဆိုတော့ညောက်တော့ဒီလိုထိခိုက်နိုင်တာများတယ်။ယူစေအဲကိုက်ခဲ့တာနာကျင်တာများတယ်။နောက်ပြီးတော့ ဆိုက်ကိုစစ်နာမည်တွေပေါ့။ဒါလို့ငိုယောဂအခန်းရှိတဲ့သူတွေကလည်းဒီလိုတွေးတိုးရှိရတယ်ကြားတယ်။ဒီလိုရောက်နေစိတ်ဓာတ်ပေါ့။ပြက်ဝင်လို့မရတော့ဘူး။စိတ်တွေကထိမရကြဘူး။တို့ရင်းများပါကျွန်တော်တို့ဒီကနေ့ရန်ကုန်နေပြီးတော့ဆေးတွေယူသွားတာဆိုရင်အဓိက focus ကတော့တန်ရရတဲ့သူတွေအရေးပေါ်ခြေအနေမှာဖြစ်နေတဲ့သူတွေကိုကုသဖို့ယူတော့ကျွန်တော်ဆေးတွေယူသွားတာပါလား။ဒါပေမဲ့ဒီရောက်တော့အခက်အခဲတခုကျွန်တော်တို့မထပ်မြန်လိုက်တွေးလိုက်လဲဆိုတော့အဲဒီထဲမှာတော်ဝက်ကြော်လောက်ကလာပြကြတဲ့လူကတော်ဝက်ကြော်လောက်ကသွားလို့မျိုးတိကျတန်ရထားတဲ့သူမဟုတ်ဘူး။ အဲသူကပုံမှန်သူတို့စီကြောရောကနှလုံးရောကနဲ့မဖြစ်မနေစေးတောက်ဖို့လိုအပ်တဲ့သူတွေပေါ့နော်။အဲသူတို့ဒီမှာ9ရက်ဆာဆေးပဲကျန်တော့တယ်။နောက်ထပ်အဲပြင်မှာဆေးလိုက်မှလည်းဆေးဝယ်လို့မရတော့ဘူး။အဲ့လိုချိန်တွေမှာကျွန်တော်တို့ဒီမှာဒီသူတို့စီကြောအတွက်ဆေးတွေပါလာတောင်းတာပေါ့နော်။သူတို့တောင်းနေတဲ့ဆေးရောကွက်တီမရှိပေမဲ့ကျွန်တော်တို့ဆေးသူတို့ဆေးမရှိတော့တဲ့ချိန်ကြလို့ရှိရင်အစဉ်ပြေဆုံးပြင်မဲ့ဆေးမျိုးစားတွေကျွန်တော်တို့ထောက်ပံ့ပေးနိုင်ခဲ့ပါတယ်။တခြားအစ်တလာမဲ့ဆေးအဖွဲ့အတွက်ကိုဆရာဗာများမှကျွန်တော်တို့အစ်တလာမဲ့ဆေးအဖွဲ့အတွက်ခုနကလိုမှာကျင်တာပြောပါဆိုလို့ရှိရင်တော့ အဲစီယိုသွေးကိုစေးတွေပေါ့နော်ဒီမှာစီးဆိုင်ကြီးမှာဝင်လို့မရတဲ့ပြဿနာကအများကြီးယူလာရှိနေတယ်ပြီးတော့ကလေးတို့ကျွန်တော်ကညာတော့ဒီကောင်းထဲမှာဟိုအပီဒမ်မစ်တို့အန်ဒမ်မစ်တို့လူကြီးအတွက်တွေပဲစဉ်းစားကြအများကြီးရှိနေတယ်ပေါ့နော်ဖြီးခတ်တိုင်ကတော့တစ်ပတ်ဖြစ်သွားပြီဖြစ်တဲ့အတွက်တော့လည်းဒီစတေဘယ်ကြာနေစတေဘယ်ကြာနေဖြစ်ဖြစ်ချင်းနေရတော့ဒါဖြီးခတ်တိုင်အောင်စားပြနေတာဒီချိန်မှာတော့စားပြကြမှာလို့ပေါ့နော်ကျေးဇူးတင်ပါတယ်ရှင်ကျန်နေပြီးတော့နည်းနည်းပါးပါးပို့ချန်တဲ့ဆေးကုသရေးပစ္စည်းတွေဆေးဝါးတွေပို့ ကျွန်တော်တို့ဆက်လက်ပြီးတော့တာဝန်ယူရမယ်ဒီကျမရဲ့ဖွဲ့တွေကိုလွှဲပေးတယ်မှာဖြစ်ပါတယ်ဒါမှကျွန်တော်တို့ဆက်ဆက်ပြီးတော့ဒီလူတွေရဲ့အလူတန်းဆက်ဆက်ပြီးတော့ဒါနမြောင်းနေမှာပေါ့နော်